နံပါတ်1ကဒီကိစ္စကြီးမှာတာဝန်ရှိတာတရုတ်ပဲ။နံပါတ်2ကမင်းအောင်လိုက်ပေါ့။အဲတော့နံပါတ်3ကတော့အဲ့ဒီစီးပွားရေးသမားတွေပေါ့။အများကြီးပေါ့ဗျာအဲ့ဒီမှာအဆက်အသွယ်တွေအများ။အဲ့တော့အဲ့ဒီကောင်တွေအကုန်လုံးဟာဂွင်းဆက်တရခံနေတယ်။ဝင်းစီတယ်။ဘုံတွေခွဲပြတယ်။ဟိုကလည်းအဆောက်အဦဖြစ်ပြတယ်ဆိုတာ။အမေရိကန်ဂျင်နာလုံးပေးနေတာ။အဲဒါတွေလုံးတွေပါဗျာ။သမ ्या လည်းပဲဂျင်နာလိုက်ပါတော့ဗမာနိုင်ငံရဲ့လွှတ်တော်မှာတက်နေလွှတ်တော်အမှတ်ပါတယ်။မင်းအောင်လည်းရနေပြီးတော့ ဘုံမူကြီးຢာတို့ပေးထားတဲ့ဘုံမူကြီးတွေပါတယ်အဲ့လူတွေကအကုန်လုံးတရုတ်လက်ထဲအလဲရအကုန်သေးတယ်တရုတ်ကသေးတယ်ပေးပလိုက်တာဟုတ်ကဲ့ဆရာဦးကြီးမြတ်ခင်ဗျာအခုကျွန်တော်တို့မြဝတီဒေတာဘတ်မှာဒီကြားဖြန့်လိန်လဲဂိုင်းနေနဲ့ပတ်သက်ပြီးတော့ DGB ကတာဝန်ရှိတဲ့သူ၄ယောက်ကိုအမေရိကန်ကဆန့်ရှင်ပေါ့နော်စီးပွားရေးတန်ခတ်ပိတ်ဆို့မှုတွေလုပ်လိုက်တယ်အဲ့ဒီမတိုင်ခင်ကလည်းဒါ BGF ကောင်းဆောင်တဲ့သူ့ရဲ့မိသားစုတွေကိုဒီလိုမျိုး ဆန်ရှင်လုပ်တယ်ပေါ့ဆိုတော့ဒါနဲ့ပတ်သက်ရင်ဟိုကျွန်တော်သိကျင်တာပေါ့ဥပဒေရှုထောင်းကနိုင်ငံတကာဥပဒေရှုထောင်းကပေါ့တန်ခတ်ပိတ်ဆို့တဲ့ပြီးတဲ့နောက်မှာသူတို့ကိုအရေးဟိုဘာမို့တရားရုံးတင်လို့ရလားသူတို့တန်တရားတရားခံတောင်းမှုတာဝန်ရှိတယ်လို့သတ်မှတ်ခံရတဲ့ပုံကိုယ်တွေပေါ့နော်အဲ့လိုမျိုးဟိုသတ်မှတ်ပြီးတော့ဖန်စီတရားရုံးတင်တာလုံးလို့ရလားလုံးလို့ရှိလားအဲ့အဲ့ဒီဘဏ်ကိုသိကျင်တာပါဟိုတို့ကဒီလိုဗျဥပဒေဆိုတဲ့အကြောင်းပြောကြမှာဆိုရင်တော့ သက်ဆိုင်ရာနိုင်ငံတွေပေါ့ဗျာနိုင်ငံတွေမှာတရားစီရင်ပိုင်ခွင့်ရှိသလားအဲ့တရားစီရင်ပိုင်ခွင့်နဲ့ပတ်သက်လို့ဘယ်လိုသတ်မှတ်ကြလဲဥပမာဘယ်နိုင်ငံသားလဲအဲ့နိုင်ငံမှာတဲမှာမိတယ်လို့ကဘယ်နိုင်ငံသားလဲဘယ်နိုင်ငံဒီရလဲဒါကြီးလဲကြည့်ရတာပေါ့ဗျာအခုကျွန်တော်တို့ကျွန်တော်တို့လက်တွေမှာမှကျင်းသုံးနေတာတော့ပြည်ရင်းဥပဒေရောနိုင်ငံတကာဥပဒေရောဘာမှကိုလေးစားသမှုမရှိဘူးဘာဖြစ်လို့လဲဆိုတော့ ဒီဟာကအစတည်းကလာတာလေတရုတ်ကလာတာများစွာဖြင့်တောင်ရှိလို့တမကန်တဲ့လူတွေကလည်းတရုတ်ညီများတယ်။နောက်နိုင်ငံသားလက်မှတ်ကိုလည်းပဲတရုတ်နိုင်ငံသားလက်မှတ်ကင်လာတယ်။နောက်တစ်ခါဗမာနိုင်ငံသားလက်မှတ်ကင်လာတယ်။တချို့ကကမ္ဘောဒီးယားလက်မှတ်ကင်လာတယ်။တချို့ကလာအိုနိုင်ငံသားကင်တချို့ကထိုင်းနိုင်ငံလက်မှတ်ကင်လာတယ်။အဲ့လိုမျိုးတွေပေါ်မှာပြင်းမှာဖြစ်နေတာ။သို့တော်လည်းပဲဘာဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ။တကယ့်စိတ်မြေကတော့တရုတ်ပဲ။ ကိုဗစ်တော့လည်းတရုတ်ပဲတရုတ်ကစလိုက်တာလူ14သန်းလောက်သေးတယ်လို့14သန်းသမား6သန်းလောက်သေးတယ်ကိုဗစ်တော့ကလည်းအခုလည်းတစ်ကမ္ဘာလုံးပြန်နေတရုတ်ကလာလိုက်တာအခုကျွန်တော်တို့လောက်ကင်မှာအဲ့ဒါကိုကန်မှာဖန်စီရမိတဲ့လူတွေနဲ့ပတ်သက်လို့တရုတ်ပြည်ကခေါ်သွားတာသူတို့အဲ့ဒါအတူအကုန်အားရတာအဲ့ဒါခင်ဗျားကုဒေတံဘေးခံတဲ့လူတွေမှာဆိုလို့ရှိရင်ကျွန်တော်လွတ်တော်အမှတ်တွေတောင်ပါတယ်ဗမာနိုင်ငံရဲ့လွတ်တော်မှာတက်နေလွတ်တော်အမှတ်ပါတယ်မင်းအောင်နိုင်ငံနေပြီးတော့ ဘုံမူကြီးຢာတို့ပေးထားတဲ့ဘုံမူကြီးတွေပါတယ်အဲ့လူတွေကအကုန်လုံးတရုတ်လက်ထက်အလဲရအကုန်သေးတယ်တရုတ်ကသေးတယ်ပေးပလိုက်တာနောက်ကောင်းပြီဒါဆိုခက်ပြည်တွင်းလာရောဘလို့ဥပဒေနဲ့အရေးယူလို့ရမလဲဆိုတာလေးအချင်းလေးပေါ့တော်တော်လေးပြောပါမယ်အဲ့ဒါတော့ဗျာကျွန်တော်တို့ဥပဒေသာအသက်ဝင်မယ်ဆိုရင်တော့စက်တော်ရေးဥပဒေလောင်းစားဥပဒေအကြံဖက်ဥပဒေလိမ်လည်မှုဥပဒေလူကုန်ကူးမှုဥပဒေအဲ့ဒီဥပဒေတွေနဲ့အရေးယူလို့ရတယ်ပေါ့ တော်တော်ကျွန်တော်တို့တရားဥပဒေကျွန်တော်တို့နိုင်ငံအဲ့ဒါတွေကိုင်ကိုကိုင်ကွင်းကိုမရှိဘူးအဲ့ဒါတွေနဲ့ကြားပြန်နေကိုအဲ့လိုနဲ့အရေးယူတယ်ဆိုတာတမှုမှမရှိဘူးဒါပြင်ကောင်းပြီဘာဖြစ်လို့အခုကြားပြန်ကတလောက်ပြည်တွင်းပြီးပါစိတ်ဝင်စားရတာပေါ့အဲ့ဒါအခုဒီကေဒီကေဘီရ၄ယောက်ကိုအမေရိကန်ဟိုကလှုပ်လိုက်ပြီဟဟာတောင်ရှိရပြီးတော့တတ်မှတ်လိုက်ပြီးတော့ session နဲ့ချလိုက်ပြီအဲ့တော့အမေရိကန်လည်းအဖွဲ့အစုံဖွဲ့ပြီးတော့အခုဖွဲ့လိုက်အခုထိုင်းတော်ရောက်နေပြီလို့လူကြားတယ်ပေါ့ဗျာ အဲ့လိုဖြစ်လာတဲ့ခါမှာသူတို့ကလည်းပဲဘလို့ချင်လန်းလှမ်းပြီးဘာတွေလုပ်မလဲဆိုတာတရုတ်လည်းကြောက်တယ်ဘာလို့သူ့ရှိရလာတဲ့ယောဂါကိုပြကိုဗစ်လိုပဲသူ့ရှိရလာတဲ့သူ့လူတွေကိုပြနောက်အဲ့လူတွေကလည်းမင်းအောင်လိုင်းနဲ့ပေါင်းသိနေတဲ့မြန်မာစစ်တပ်နဲ့ပတ်သက်တူပြီးဆိုတော့တရုတ်ကသူ့လူလူနဲ့သူကာကွယ်ရမယ်သူ့ဒိတ်ခါလည်းကာကွယ်ရမယ်မင်းအောင်လိုင်းကိုကာကွယ်ရမယ်ဆိုတော့လေသူပြားပြားပြီးတော့သူကလင်းနိုင်ငံကလာရက်တဖွဲ့တွေအစည်းအဝေးခေါ်ယူနန်မန်ခေါ်ပြီးတော့အားဖက်ဒါတာစီးတွေပါတယ် အာဒလမညာလို့အဲဘလောက်ကြာလဲဗျာခင်ဗျအဲရွှေကိုကိုတို့ကေကေပတ်တို့ဖြစ်တိုင်းဘလောက်ကြာလဲအခုမှဟာအတော့သုံးတယ်ဆိုတော့မကြောက်လို့မရတော့ဘူးလေအဲလိုလက်ရှိအခြေအနေကတော့ဒါကျွန်တော်အချင်းလေးပြောပြတာပါဟုတ်လားဟုတ်ကဲ့ဆရာအဲ့တော့အခုတရုတ်ကတော့သူတို့တကယ်ဟိုဂိုင်းကျုပ်ကြီးပေါ့ဂိုင်းကျုပ်ကြီးလို့ပြောရမယ်ရှီကျင်ချန်းဟိုပေါ့နော်အခုသူတို့ရသွားပြီဟိုထိုင်းကဖန်စီဗီတာပြန်လွှဲပေးလိုက်တယ် ဟိုလောက်ကန်ကိစ္စကတော့နည်းနည်းရှုပ်ထွေးတာပေါ့လက်နက်ကန်ပြည်သူစစ်တွေလည်းပါတယ်သူတို့ကိုနဲ့အကြဖြတ်နေမှာပါတယ်ပို့ပြီးရှုပ်ထွေးတယ်အခုဒီဘက်မှာကြည့်လို့ရှိရင်အခုကဒီလက်နက်ကန်အဖွဲ့ခေါင်းဆောင်တွေကိုသူကဟိုဒါအရေးယူတယ်ပေါ့နော်အမေရိကန်ဒါကတ်ပိတ်ဆိုတယ်ဆိုတော့ဥမာဆရာကဒါဥပဒေကိုကင်ပြီးတော့ဥပဒေတမားတရားအနေနဲ့ဆရာဒီအမှုကိုကြည့်မယ်ဒီကြားဖြတ်ယူကြည့်မယ်ဆိုရင်အဓိကဟိုတာဝန်ရှိတယ်ဆိုတတ်မှတ်ခံရမယ့်ပုံကိုယ်တွေအရေးယူခံရမယ့်ပုံကိုယ်တွေကဘယ်သူတွေဖြစ်မလဲဆရာအဲ့ဒါလေးကိုတန်းစီပြီးပြောမယ်ဆိုဘယ်သူတွေဖြစ်မလဲ ျွန်တော်တို့ကတော့ဗျာဒီရှင်းနေအလုံးနဲ့နော်နှစ်ပေါင်း40လောက်လှုပ်ရှားလာတာလေဌာနဆိုင်ရာမှာလည်းလုံအောင်စစ်အရာရှိလှုပ်လာတာဟုတ်လားခင်ဗျာကျွန်တော်တို့မှာဂွင်းဆက်တရခံဆိုတာရှိတယ်ခဲလူတယောက်တတ်သွားတယ်ဆိုရင်ဘသူကအဲ့ဒီကောင်ကသူ့ရန်လို့ရှိလို့လားဒါမှသူ့ကိုငွေပေးခိုင်းရတာဘသူကမြောက်ပြီးတာလေအဲ့ဒီကောင်ကဘာလို့လှုပ်ထားလဲဆိုတာအဲ့လိုအမှုစစ်စစ်ဖော်ထုတ်ရတာပဲအဲဒါမှမဟုတ်အဲ့လိုမဟုတ်ဘဲနဲ့ခင်ဗျာမျက်နှာကြီးကဟိမ့်မပါပြီးတော့ ကဲပတ်စံလဲလက်ထိုးလာပြီးတော့ကဲတယောက်တည်းဟိုပဲအခလားမင်းဝိုင်းအကုန်ထောက်ပါမယ်မင်းမတရားခံလုပ်လိုက်ဆိုကျွန်တော်တို့ကတရားရုံးကြရတာပြန်လန်မေးခွန်းနေနေခင်ဗျာပေါ်ထိုးအကုန်ပေါ်တာပဲနောက်တိုးတရားခံနေနောက်တိုးတရားခံနေတခါတန်းစီပြီးတော့ဟိုဟိုဝရန်းနေထုတ်ဖမ်းတာပဲအဲ့အဲ့ဒီအတွေ့အကြုံနဲ့ပြောရမယ်ဆိုရင်တော့နံပါတ်1ကဒီကိစ္စကြီးမှာတာဝန်ရှိတာတရုတ်ပဲအကျုပ်ကတာဝန်ရှိဆုံးပဲနံပါတ်2ကမင်းအောင်လိုက်ပေါ့ဗျာအော်နံပါတ်3ကတော့ အဲ့ဒီစီးပွားရေးသမားတွေပေါ့ဗျာစီးပွားရေးသမားတွေကနေပြီးတော့တရုတ်ထောက်လန်းရေးတွေကိုမေးအွန်လိုင်းကိုအကုန်လက်ထိုးပြီးတော့စစ်တပ်ကြီးတစ်စားလုံးလက်ထိုးပြီးတော့စီးပွားရေးသမားတွေကလှုပ်တာအဲ့မှာပွဲစားတွေပါမယ်အများကြီးပေါ့ဗျာအဲ့မှာအဆက်အသွယ်တွေအများအဲ့တော့အဲ့ဒီကောင်တွေအကုန်လုံးဟာဂွင်းဆက်တရခန့်နေပြီအဲ့ကုန်လုံးမှာတာဝန်ရှိတယ်အဲ့ဂွင်းဆက်တရခန့်နေပြီသို့တော့နိုင်ငံရေးအရာမိုးလို့သားကျွန်တော်တို့ကနိုင်ငံရေးအမြင်နဲ့ကြည့်ပြီးတော့သား ဟိုဒီလိုမဖြစ်နိုင်ဘူးဒီလိုဖြစ်နေဒါကတော့ဟုတ်ဖြစ်မယ်မထင်ဘူးလို့ပြောတာသို့တော့လောအရာတိတိကျကျပြောကြတယ်ဥပဒေကြမ်းနဲ့ပြောကြတာဆိုရင်ဂွေးဆက်တရားခန့်နေပဲအဲ့ဒါအကုန်လုံးရေးယူပါမှာဟုတ်ကဲ့ဂွေးဆက်တရားခန့်နေဆရာဥပဒေသမားတယောက်ကဒီလိုဒီပြည်တွင်းကနေကြည့်တဲ့အမြင်ပေါ့နော်အဲ့တော့ဒါတွေကဟိုမလုံဆောင်နိုင်တဲ့အတွက်အခုအမေရိကန်ကမှဝင်ပါလာတယ်တရုတ်ကမှဝင်ပါလာတယ်ပေါ့ဆိုတော့အမေရိကန်ကလည်းသူ့ရဲ့နိုင်ငံသားတွေဒါဘီလီယံနဲ့ချီပြီးဒီကနေအလိန်ခံရတယ်ဆိုတာတီလို့သူတို့ဝင်ပါလာပါအဲ့တော့သူတို့ဘက်ကကြည့်ရင် ဒီ KPA နဲ့ဒီနေကြာဆောင်တက်အဖွဲ့တွေခေါင်းဆောင်တွေပဲသူကဆန့်ရှင်းချတာတဲ့ဒါအရေးယူရမယ့်ပုံကလို့သူသတ်မှတ်မှာပေါ့အမေရိကန်ကကြည့်ရင်ရောဒီဒီမြန်မာစစ်ခေါင်းဆောင်ကမပါဘူးလားအဲ့ဒါဘယ်လိုပြောမလဲဆရာအဲ့ဒါကျတော့နိုင်ငံရေးပါလာပြီတရုတ်ကလူကမာရူရိုဆိုတော့လွတ်နေတယ်လေရုရှားနဲ့တရုတ်နဲ့လည်းလွတ်နေတယ်လေလွတ်နေတဲ့ခါကျဟိုးမှသူ့နာလေးမှဆိုတဲ့ခါကျတော့ဒီကောင်ကတော့ခင်ဗျာအခုခင်ဗျာကုတ်ချိုးစားလိုက်လို့ရတယ်ဟိုကောင်ကလည်းအခုလက်မြောက်နေပြီ ကျွန်တော်ကျွန်တော်ချမ်းသာပြပါခင်ဗျာကျွန်တော်နဲ့သုံးနှစ်လောက်တော့ထားပါဦးခင်ဗျာတို့ကျွန်တော်ချမ်းသာပြပါအောင်လို့ပြောနေရပြီလာခင်ဗျာဂျီတိုက်ချင်းနဲ့ဝိုင်းကြတာလေတို့မင်းအောင်လည်းလို့ဒီမျိုးကြတဲ့ခါကျတရုတ်ကအဲ့လောက်တော့ပြေးမှာမဟုတ်ဘူးဗျပြေးမှာမဟုတ်တဲ့အတွက်ကြောင့်မလို့မင်းအောင်လည်းကိုတော့တရုတ်ကဖြစ်တဲ့အနေနဲ့ဆွဲထုတ်ပါဆွဲထုတ်သွားပါပဲနောက်ဆုံးစောချစ်သူသေးသေးဗျာတဘောပြောတာပါတို့စောချစ်သူကြတော့လည်းမင်းအောင်လည်းအသေးခံလို့မရဘူးတို့အင်အားတပေါင်းလုံးကြီးတယ်လေတို့ကလည်းပဲအကျိုးစီးပွားရည်လည်းရှိတယ် စောကြီးသူကအကုန်ဖော်လိုက်ရင်လည်းပဲဟိုမင်း online ကလှုပ်လှုပ်ပဲဟိုကနည်းနည်းလေးပဲအတဲတဲလေးပဲကျန်တော့မှာပဲလေဆိုတော့တဲတဲလေးကျန်မယ်လို့အတဲတဲလေးနဲ့သူလိုဆက်သွားအောင်မှာပေါ့ဗျာတိုးတော့အမေရိကန်ကဘာလို့အရေးမယူတလဲဆိုတဲ့အခါကျတော့အခုကတရုတ်ကလှုပ်ပြနေပြီလေအမေရိကန်ကျင်းတာအောင်အလေးနိုင်ငံရတဖို့အစည်းအဝေးတွေခေါ်တယ်ယူနမ်မာခေါ်တဲ့ခါကျလှုပ်ပြတယ်ဘခါခါကဝင်းစီတယ်ဘုံတွေခွဲ့ပြတယ်အဟိုကအဆောက်အဦဖြစ်ပြတယ်ဆိုတာအမေရိကန်ကျင်းတာအောင်လှုပ်ပေးနေတာတရုတ်ကျင်းတာအောင်လှုပ်ထားလဲမဟုတ်ဘူး မင်းအောင်လည်းကျင်းအောင်လို့အမေရိကန်ကျင်းနဲ့အောင်လှုပ်ပြနေတာနိုင်ငံရေးအရဒါတွေလှုပ်နေပါဗျာခမရလည်းပဲကျင်းနဲ့လိုက်ပါတော့ဒါတော့မဖြစ်ဘူးဆိုအဲ့လိုပြောတဲ့သဘောပဲဗျာအဲ့လိုအဲ့ဒီမှာတော့ကျွန်တော်ထင်တယ်နိုင်ငံရေးနဲ့သွားလိမ့်မယ်လို့အဲ့ဒီလူကျွန်တော်ကတော့အဲ့လိုမြင်နေပေါ့နော်ဟုတ်ကဲ့နောက်တစ်ခုကထိုင်းနဲ့ပတ်သက်ရင် Trans Asia ဆိုတဲ့ကုမ္ပဏီပေါ့နော်ထိုင်းမှာဟိုအခြေတည်တယ်အဲ့ဒီဟာကိုတော့ဆန်ရှင်နဲ့ထည့်ထားတယ်အမေရိကန်ဒါပေမဲ့ဒီတက်ပိုးအရေးကြီးတဲ့ ဒီထိုင်းရဲရရှိတဲ့အာနာပိုင်တွေကလက်စာပြီးဒါဒီလုပ်ငန်းတွေပေါ့နော်အကုန်လုံးကထိုင်းရလာလေပစ္စည်းအကုန်လုံးလူအားလုံးကဆိုတော့ဒါတွေကြတော့စုံစမ်းမယ်ဆိုဖော်ထုတ်မယ်ဆိုရတာပဲအမေရိကန်ကဆိုတော့အဲအဲ့လိုဆန်ရှင်လောက်ရမဲ့အရာရှိတွေပါမထည့်ထားဘူးလေထိုင်းရလွတ်နေတယ်လို့ဖြစ်နေတယ်အဲ့ဒါကတော့ဟိုဖဲဖြစ်တယ်လို့ပြောနိုင်မလားအမေရိကန်ဘာကြောင့်ထိုင်းကြတော့မကင်တာလဲဟိုခင်ဗျားဟိုရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်တယ်လေခင်ဗျအဲ့ဒီမအလာခင်ဗျသူစိတ်သက်ကြီးရှိတာပဲခင်ဗျကင်းယူဥက္ကဋ္ဌတွေအမှုဖွင့်တယ်သူဖမ်းနိုင်တာဘဖမ်းနိုင်ဘူးအဲ့တော့အဲ့ဒါကတော့သူ့ရဲ့ကြက်တော့အာနိသင်မရှိဘူးပဲဥပဒေအာနိသင်မရှိဘူးကလက်လန်းမမီဘူးပေါ့ဗျာဒါမျိုးသူတော့အမေရိကန်တော့လက်လန်းမီဘလို့လက်လန်းမီလေဆိုတော့ခုနကပြောလို့ဘင်္ဂလားပင်လယ်အော်ထဲမှာအမေရိကန်လိန်နေသမောကြီးရောက်လာပြီးတော့ပြောရင်တော့ခင်ဗျတခွန်းပေါ့ဗျာခင်ဗျအဲ့တော့ဒီဟာကို enforce လုပ်ဖို့ပေါ့ဗျာ ဒီ law ကို enforce လုပ်ဖို့သူတို့ရှိချက်တွေ enforce လုပ်ဖို့ကြတော့ဒီနေရာမှာတော့ကျွန်တော်ထင်တယ်ချွင်းချက်တွေပါသွားလိမ့်မယ်ဒီနိုင်ငံကြီးပါလာပြီလေနိုင်ငံကြီးကလည်းအကြီးဟလာဟိုကိုစီဘွားသူစီဘွားအခုဆိုရင်တရုတ်ကခါကျွန်တော်တို့ပြည်တွင်းမှာလှုပ်ချင်အောင်ဝင်လုပ်နေတာပဲလေမင်းဟိုကောင်ဟို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 ကောင်လက်လက်ချလိုက်ဟိုကောင်ဘယ်မျိုးပြန်ပေးလိုက်ဟိုကောင်ရှေ့မတက်တဲ့အာသူဝင်လုပ်နေတာပဲခါလှုပ်ချင်အောင်လုပ်နေတာပဲလေဒါအမေရိကန်ဘာမှမပြောဘူးဒါတရုတ်ကဒါနိုင်ငံကြီးနယ်ပယ်ထဲမှာရှိတယ် တုံးနဲ့ထိတ်တဲ့မတွေ့ကြည့်ဘူးကြောက်လို့မဟုတ်ဘူးနော်သူကသူစီကိုစီပေါ့အဲ့သဘောမျိုးရှိတယ်ပြအဲ့တော့အကုန်လုံးတရားရဲ့အကိန်းတော့ကျွန်တော်ဥပဒေအတိုင်းဖြစ်သွားလိမ့်မယ်လို့တော့ဒီလိုပြောမယ်ဆိုရင်နိုင်ငံရေးရတော့မှန်ပေါ့ကြီးအဲ့တော့ဒီလောက်ကိမှာဖြစ်ခဲ့တဲ့ဒီကြားဖြစ်ရတယ်တကယ်ကိုအကြီးကြီးလေးပဲနော် ဆိုအဲ့ဒီတုံးကတော့အမေရိကန်ကဘာမှဟိုမပြောရင်ကိုနှုတ်ပိတ်ခဲ့တယ်ဆိုတော့ဒီလောက်ကိုင်းကိစ္စကြတော့ဘာကြောင့်ရင်ကိုနှုတ်ပိတ်လို့ပြောမလဲအမေရိကန်ကိုကန်ကဘသူထိတယ်ဆိုအဲ့သူတို့တရုတ်ပြည်ကိုပြန်ထိတာတရုတ်ပြည်သူတွေကိုထိတာတရုတ်ပြည်သူတွေကိုပြန်လှုပ်တာဒါတော့တရုတ်ကမခံနိုင်တာအခုဒီကိုကဘတ်တို့ကိုကိုတို့ကအမေရိကန်ကိုထိတာအမေရိကန်နဲ့ဥရောပနိုင်ငံတွေကိုထိပြီးတော့လူကုန်ကူးပြီးတော့ဂျုံပြူတာတွေဖြစ်တာ အဲ့ဒါကြီးကဘလုံးမဖုံးမရပြည်မြောက်အဲ့တော့ KK ဘတ်တော့ဖြကုတ်ကိုတို့မှာဖြစ်နေတာဒီနဲ့ဟိုဒင်းနဲ့ကိုကန်နေရတာမတူဘူးပြဟိုကသူတို့တရုတ်ပြည်တဲကိုပြန်ပြီးဟိုကောင်တွေကလှုပ်တာတရုတ်ပြည်ကလူတွေကိုပြန်ပြီးရောထွေတာတရုတ်ပြည်ကဂရေပေါင်းများစွာဘီလီယံပေါင်းများစွာနဲ့နာတယ်တရုတ်ပြည်ကအဲ့လိုပြောတယ်ပြီးတော့သူတို့လူတွေကိုတတ်ပြစ်တာသူတို့လူထောက်လှမ်းရေးတွေပါတတ်ပြစ်တာဟိုကောင်တွေကအဲ့တော့မတူဘူး အဲ့ဒီအောင်မလို့အဲ့လိုတရုတ်ကအဲ့လောက်သူ့မှာနာကြီးချက်တွေရှိတယ်ခံစားချက်တွေရှိတယ်ဆိုတဲ့အခါကျတော့အမေရိကန်လည်းအာနည်းနည်းလက်ရှောင်လိုက်တာပေါ့ဗျာအနေနဲ့တစ်ခါမှပါတော့ဘူးပေါ့နော်အဲ့တော့အခုကအမေရိကန်ပါလာပြီပေါ့လေပါလာပြီဆိုတော့ဟိုအရင်တော့ကတော့လောက်ကင်မှာဖြစ်တယ်အဲ့ဒီကဒီဘက်ရွှေ့လာတယ်ရွှေကုတ်ကိုပြီးရင်ကေကေပတ်ပေါ့နော်ဒီဘက်တောင်ပိုင်းကိုရွှေ့လာတယ်ပို့ပြီးတော့ကြီးထွားလာတယ်ဒါပေမဲ့ဟိုရေးယူမှုတွေလုတ်ဖို့ဆိုပြီးဟိုတလောက်ကလုတ်တယ်တခါအမြင့်မပြတ်ဘူးရှိနေတာပဲလေအခုအမေရိကန်က ကိုယ်တိုင်ဒါဟို test 4တွေဖွဲ့ပြီးဝင်လာပြီဆိုတော့ဟိုရော့သွားနိုင်လားဒါမှမဟုတ်အမြင့်ပြတ်သွားနိုင်လားအမေရိကန်ရဲ့ power ကြောင့်ပေါ့နော်အကုန်လုံးကမဖြစ်မနေလောက်ရတော့မယ်ဆိုတော့ဆရာအဲ့ပုံပေါ်ဘယ်လိုမြင်လဲ covid လို့ပေါ့ဗျာ covid ကဘယ်မှာဘယ်မှာအမြင့်ပြတ်လို့လဲဒါမှမဟုတ် तू ထိမ့်တော့ထိမ့်နေပေါ့အခုဥစားခင်ပြတ်ထွက်သွားမှာ तू စီးပွားရေးကိုပြတ်ထွက်သွားမှာခင်ဗျာဟလာဟိုရန်ကုန်မြို့ထဲမှာကိုကျွန်တော်ထင်တယ်လှိုင်းသာလို့ဟာပြောနေတယ်တရုတ်တန်းလို့ဟာမျိုးတွေမှာ ခင်တိတ်တိတ်ပုံလုံလာတယ်အများကြီးပဲအများကြီးပဲနောက်တော့ခင်မန္တလေးမှာလည်းဒီတိုင်းပဲပြောဗမာကတရုတ်ကအများကြီးကိုဝင်ထားပြီးသားဖြစ်နေတာခင်ရှမ်းပြည်တို့မန္တလေးတို့ဆိုမန္တလေးအထက်ပိုင်းပေါ့ဗျာကျွန်တော်ကချင်တို့ရှမ်းဘက်မှာနေလာခဲ့တာမနေ့တရုတ်ကိုအထင်အထင်ကြီးပါကြီးဗျာအဲ့တရုတ်ဩစာကမန္တလေးအထက်ပိုင်းတစ်ခုလုံးကြီးကအဲ့လိုဖြစ်နေတယ်ဆိုတော့ခင်ကြားပြန်တော့ဘလို့မှမပြတ်ဘူးရန်ကုန်မှာလည်းတိုင်ပဲခင်ဗျာတရုတ်နယ်ပယ်ကြီးကအကျယ်ကြီးပဲ အကြီးအကြီးပဲခင်ဗျာနေဥကဩစာရွာကြီးအဲ့တော့ကြားပြန်ကတော့တရုတ်ရှိနေတယ်ဗျာကြားပြန်တော့ပြတ်ဘူးဗျာအဲ့တော့အခုအမေရိကန်ဝင်လာတော့တရုတ်ကလည်းအခုက6နိုင်ငံမဲကောင်လန်ချန်းဟိုပူးတွဲဆောင်ရွက်မယ်ဆိုပြီးစီးဝေးတွေခေါ်တယ်ဆိုတော့အဲ့ဒီမဲကောင်လန်ချန်း6နိုင်ငံနဲ့အမေရိကန်နဲ့ပေါင်းပြီးတော့အဲ့လိုမျိုးဟိုနှိမ်နှင်းတာမျိုးရောဖြစ်နိုင်ခြေရှိလားဗျာဟာမပူပါဘူးအဲ့ဒါတော့မဖြစ်ဘူးမလုပ်ဘူးတရုတ်ကလည်းအဲ့လိုအဖြစ်မခံဘူး तू ကဆရာကြီးပဲ သူဆရာကြီးပဲအဟိုကောင်ဆရာကြီးလဝေလောက်ထားဖို့ကိုလောက်မှာဆိုလို့ကိုသောစီသူ၆နိုင်ငံစီဝေးလောက်ပါညာနေဘဘုံဟိုဟာကေကေဘတ်တော်ရောခွဲပြအာခလကူစီပြလောက်နေတာလုံးဝမလုပ်ပါဘူးဗျာအဲ့ဒါတော့တခြားပြောနေမှာလေဒါမှမဟုတ်ဟိုတန်တမာကြီးမျက်နှာမျက်နှာကောင်းအောင်ပေါ့ဗျာအတယောက်နဲ့တယောက်နဲ့အတူတူလောက်နေကြပါလေဆိုဟန်ရေးတော့အဲ့လိုတော့တန်တမာကြီးတော့ဖြစ်နေမှာလေ ဆိုတော့အတူတူပူးတွဲလုပ်မယ်ဆိုတော့လုံးဝဖြစ်နေမှာပေါ့ဆိုဒီကသူကာကွယ်ရမယ်လူဟိုကောအမေရိကန်တရားခဏ်တွေပါဒီကောင်တွေတာဝန်ရှိဆုံးသတ်မှတ်ထားတဲ့လူတွေကတယောက်လိုလားလည်းပြည်ဖြစ်နေတယ်ဗျာအားမျိုးပါပြောမင်းအောင်လည်းလူမျိုးတွေကဘလို့လို့လက်တွဲမလဲအဲ့ဒါမလို့အဲ့တော့လက်တွဲပြီးနှိမ်နှင်းမှုဆိုတဲ့ဥစ္စာတော့ဟိုထဲထဲဝင်ဝင်ဆိုတာမဖြစ်နိုင်ပါဘူးမဖြစ်ပါဘူးလားဟုတ်ကဲ့ဆရာအခုအမေရိကန်ကတော့ဒါဆန်ရှင်အဆင့်ပေါ့နော်ဒါဒီထက်ပိုပြီးတော့ပေါ့ခုနလို့ တရုတ်ကရှီကျင်ကျန်းကိုပြန်တောင်းသလိုတစုံတရာသူတို့အလိုရှိတဲ့အသူတရကန်တယောက်နှစ်ယောက်ကိုအမေရိကန်လွှဲပေးပါဖမ်းဆီးပေးပါစသည်ဖြင့်အဲ့ဒီလိုမျိုးဟိုလှုပ်လာနိုင်လားအမေရိကန်နေနဲ့လှုပ်မယ်ဆိုရင်ဥပဒေအရလည်းလှုပ်လို့ရတယ်နောက်တစ်ခါဟိုပတ်တော့နိုင်ငံတကာလူကုန်ကူးတာတွေဟိုလူကုန်ကူးတဲ့ကိစ္စတွေနှိမ့်ဆက်တာတွေဟိုနောက်လောင်းကစားတွေမူရင်မူရင်မှုတွေအကုန်တွဲပါလာတယ်အဲ့တော့မလို့အဲ့ဒီဟာပြီးတော့အတူမှာဩဇာလည်းရှိတယ် စွမ်းရည်လည်းရှိတယ်။သို့တော့ပညာရှိတွေနောက်တစ်ခါနိုင်ငံကြီးတွေဆိုတာနေရာတကာတော့အထက်သေးဝင်အလွန်မင်းပေါ့ဗျာ။သူစဉ်းစားထင်းထင်းနဲ့လုပ်ကြတယ်ဗျာ။အဲ့တရုပ်လိုဟိုပါပေါ့ဗျာ။စီးမရှိကံမရှိငါလည်းလှုပ်ရှင်အောင်လုပ်မင်းလည်းလှုပ်ရှင်အောင်လုပ်။အဲ့လိုပေါ့ဗျာ။စီးမဲ့ကံမဲ့နိုင်ငံမျိုးနဲ့တော့အမေရိကန်ကိုအဲ့လိုသွားပြီးမျောလင်းလို့တော့မရဘူးဗျာ။အဲ့တော့အခုကျွန်တော်တို့မြောက်ဝတီဒေသတဝိုက်မှာဖြစ်နေတဲ့အခုလက်ရှိကြားဖြန့်အခြေအနေနဲ့ပတ်သက်ပြီးတော့ ဟိုဥပဒေရှူတောင်းရပါတော့ဆရာအမြင်ပေါ့ဥပဒေအရာဒါတွေပပျောက်သွားအောင်ဆိုရင်ဘလို့ခြင်နေမျိုးစောင့်ဝဲမှာရမယ်လို့မြင်လဲဖြည့်ရှင်းမှာရမယ်လို့မြင်လဲအဲ့ဒါနောက်ဆုံးဆရာပြောပြပါဟုတ်ကိုကံပဲငြိမ်းသွားတယ်ဆိုတာကိုကံကသူသေးဆိုသေးဆိုသေးဆိုသေးရှင်ဆိုရှင်လေမလုံနဲ့ဆိုမလုံလှုပ်လို့ရှင်ဖတ်ချုပ်ထားတယ်ဗျာအဲ့တော့ तू ကအဲ့ဒီမှာတော့ခြင်နေလက်နိုင်ဆိုတော့ကိုကံကတော်တော်ငြိမ်းတယ်သို့တော့ဒီ ဟလာကေကေဘတ်တို့ရွှေကုန်းကိုတို့ဟာသူ့လူတွေမဟုတ်ဘူးလေသူ့လူတွေမဟုတ်ဘူးလေဒီကောင်လေးကတကယ်တကယ်အကြီးစားဟွာလေဂိုင်းကြီးပေါ့ဗျာဟိုနိုင်ငံတကာကလည်းအများကြီးပဲဟိုကိုကံကသူ့လူနဲ့သူသူ့သူ့တရုတ်ကြီးကလောက်တာဒီမှာမဟုတ်ဘူးနိုင်ငံတကာကညာစိုးဂိုင်းတွေပါပါတယ်သိချက်ကသိချက်ကဒီမှာကမင်းအွန်လိုင်းစစ်တပ်ကထဲထဲဝင်ဝင်ပါတာနိုင်ငံကြီးအရာရောစီးပွားရေးအရာရော ထဲထဲဝင်ဝင်ပါလာနောက်တော့ကကရင်လက်နဲ့ကင်တွေကလည်းဒါနဲ့ဒီပေါ်မှာမူးပြီးတော့စတော့ပြီးတော့စီးပွားရှာပြီးတော့လုံနေကြတာဆိုတဲ့အခါကျတော့ခုနပြောသလိုပေါ့ဗျာအဲ့လိုတရားဥပဒေစိုးမိုးပြီးငြိမ်းသွားမယ်ဆိုတာတော့ကိုကံလိုကြည့်မယ်ပုံကြည့်လို့တော့မရဘူးဒါကတော့ကိုကံပုံစံမျိုးတော့မဖြစ်နိုင်ဘူးတရားဥပဒေစိုးမိုးကြီးကျွန်တော်တို့ဒီလိုမြင်နေဗျာ ဟုတ်ကဲ့ဆရာဦးကြီးမြေကျေးဇူးပါကျွန်တော်တို့ဒီကြားဖြန့်ပေါ့နော်အမြောက်ရီဒေတာမှာကြားဖြန့်နေနေနဲ့ပတ်သက်ပြီးတော့အခုဥပဒေရှုထောင်းမှာပေါ့နော်ဘယ်သူတွေကတာဝန်ရှိရသူတွေဖြစ်မယ်ဘယ်လိုအရေးယူဆောင်မှုတွေလုပ်ရမလဲဘယ်လိုဆိုရင်တော့တရားဥပဒေစိုးမိုးရေးရဟိုနှိမ်နေနိုင်မယ်ဆိုတဲ့အပိုင်းကိုဥပဒေရှုထောင်းကဆွေးနွေးပြတဲ့အတွက်ကျေးဇူးပါဆရာဟုတ်ပါပြီ